thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရွှေကျင်မြို့နယ်ခမာယာ960ရှင်တိုင်ရင်ဌာနချုပ်တခုကို KNL PDF ပူပေါင်းတက်များကအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတိုင်ရင်တွင်တွင်စကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းများစွာရှိနေရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ကျောက်ချင်းရွာရှိခမာယာ960တိုင်ရင်ဌာနချုပ်တခုလုံးကို KNL PDF ပူပေါင်းတက်များကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မနေ့ ကမေလ၈ရက်နေ့ညနေ9:00နာရီရွှေကျင်မြို့နယ်ရှိခမရ998တပ်ရင်းဌာနချုပ်တခုလုံးကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများဒရုန်းများနဲ့တိုက်ခိုက်မှုများဇက်တိုက်လုဆောင်နေတဲ့အတွက်နေမြေရှင်းလင်းအတွက်အချိန်ယူလုဆောင်နေရကြောင်းလက်ရှိအချိန်ထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းများတရင်နဲ့မှပြန်ကျဲနေပြီ ။တင်းစင်ရရှိတဲ့လက်နက်ခဲယမ်းများကိုလည်းစီစစ်နေဆဲဖြစ်ကြောင်းသိရပါရယ်။ PDF စည်ရင်းနေမြေတစ်စစ်စင်ရင်းနေမြေနှင့် KNL တန်ရင်ခွနစ်တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါရယ်။စစ်ခွေးတည်ဆောက်မှုအရေးအတွက်နဲ့လက်နက်တွေရရှိမှုတွေကလည်းအသေးစိတ်စီစစ်နေဆဲဖြစ်ပါရယ်။ကျေးနပ်စောင့်ကြည့်နေရဆဲဖြစ်ပါရယ်။အခုတင်းပိုင်ရရှိတာကတင်းရင်ဌာနချုပ်တစ်ခုလုံးကိုတင်းပိုက်တာပါ။ခမရ998တင်းရင်တစ်ခုလုံးကိုတင်းတာပါ။ကာကွယ်ဝင်ကြီးဌာန MOD ကမကြခင်အသေးစိတ်သတင်းထုတ်ပြန်ဖို့ရှိပါရယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်တေသားမှတာဝန်ရှိသူတောင်ကဆက်လက်ရှင်းပြပါရယ်။ စစ်ကောင်စီကတရင်ဌာနချုပ်တခုလုံးဆုံးရှုံးသွားတဲ့အတွက်လက်တလောခမရ998တရင်တရှိရာညောင်ကျောင်းကျေးရွာပါဝင်ပိုင်ဝန်းကျင်ကျေးရွာများမှပြည်သူများမှထွက်ပြေးတင်ဆောင်နေရကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်သူကိုစက်ကြီးကငွေညစ်နေတဲ့မြောင်မျိုးမရဲစခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုတ်ပါဝင်စစ်သားလေးဦးတည်ဆောင်ပြီးတနက်3လက်တင်းစင်ရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်မျိုးနယ်မှာပြည်သူများကိုစက်ကြီးကငွေညစ်နေတဲ့မြောင်မျိုးမရဲစခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုတ်ပါဝင်စစ်သားလေးဦးတည်ဆောင်ပြီး တနက်3လက်သိန်းဆယ်ရရှိကြောင်း CDSON ပို့ဆက်ကြစစ်ကြောင်းမှရဲဘော်စမကတင်းဌာနကိုပြောပါရယ်မေလ9ရက်နေ့ပြည်သူများထံမှစက်ကြီးကဝင်ညစ်နေတဲ့မြောင်မျိုးမရေစကန်မှစစ်သား6ကို CDSON ပို့ဆက်ကြစစ်ကြောင်းနဲ့မဟာမိတ်တော်လိုင်းတက်တွေကတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတနအိကျော်ကြာမြင့်ခဲ့ပြီးစစ်သား3နေရာမှာပဲလဲကျသေးဆုံးခဲ့ကြောင်းကြည်ထိမှန်သွားတဲ့စစ်ဗိုလ်တအုပ်မှလည်းစစ်စခန်းကိုမရောက်ခင်ထံရနဲ့ထပ်မံသေးဆုံးသွားခဲ့ကြောင်းကျန်စစ်သား2ဦးမှထံရပြင်းထန်ရရှိကြောင်းသိရပါရယ် စစ်သားတွေကိုလိုက်လံပစ်ခတ်ရမှာတနင်္ဂနွေကြောကြားတိုက်ပွဲဖြစ်ပါတယ်။စခါသုံးကောင်နေရာမှာပဲလဲကြတည်ဆုံးပါတယ်။ကြီထီးတဲ့စစ်ဘိုလ်တော့စခန်းသားမရောက်ခင်ထဏ်ရနဲ့ထပ်မံတည်ဆုံးပါတယ်။ကျန်တဲ့စစ်သားနှုတ်လည်းဒဏ်ရာပြင်းထန်ရပါတယ်။ကျွန်တော်တို့တော်လိုင်းရဲဘော်တအုပ်လက်မောင်းကြီထီးမှန်ဒဏ်ရာရပါတယ်။မစိုးရင်ရပါဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MAC ရီတနက်သုံးလက်သိမ်းဆည်းရရှိပါတယ်လို့ CDSON ဘိုးဆက်ကြစစ်ကြောင်းမှရဲဘော်စမားကရှင်းပြပါတယ်။အဆိုပါစစ်စင်တိုက်ခိုက်မှုကို CDSON ဘိုးဆက်ကြစစ်ကြောင်း MRF စပ်ဖို့စစ်ကြောင်း စကိုင်းခရိုင်တရင်တည်နေမြေကပါကဖားနဲ့ဇာမနီပြောင်ကြားတပွဲလိုပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်ရုရှားသမ္မတပူတင်ကတင်ခင်းနဲ့ရင်းပြင်းဒီအောင်ပွဲ180ပြည့်ဂုံပြူ ကပွဲနဲ့ညစာစာပွဲမှာမင်းအောင်လိုင်ကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရံနဲ့မထိုင်ခိုင်းပေနောက်တန်းမှာနေရာချထားပြီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရုရှားသမ္မတပူတင်ကတင်ခင်းဧကနဲ့ရင်းပြင်းနီအောင်ပွဲနှစ်80ပြည့်ဂုံပြူကပွဲနဲ့ညစာစာပွဲမှာမင်းအောင်လိုင်ကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရံနဲ့မထိုင်ခိုင်းပေနောက်တန်းမှာနေရာချထားကြောင်းရုရှားဆိုရနဲ့စစ်ကောင်စင်ကထုတ်ပြန်တဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေရသိရပါရယ်။မင်းကမေလာရှိရဲ့နေ့ညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင့်ဖြင့်အပါအဝင် ွေနိုင်ငံခေါင်းဆောင်တွေကိုကွန်ပျူတာစာစာပွဲနဲ့ကပွဲကိုဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတခြားနိုင်ငံငယ်များမှခေါင်းဆောင်များနဲ့အတူနောက်တန်းမှနေရာချထားခဲ့တာကိုတွေ့ရပါတယ်။မနေ့ကကွန်ပျူတာစာစာပွဲနဲ့ကပွဲကျင်းပရန် anti riskan ခမ်းမမှာတရုတ်တမရရှိချင်းဖြစ်နေရုရှားတမရပူတင်တို့ကရှေ့ဆုံးတမ်းမှာတံတန်းနဲ့ထိုင်ခဲ့ကြပြီးနောက်ဖက်ကြားတဲ့ထိုင်ကုန်တမ်းမှာမင်းအောင်လိုက်နဲ့အခြားနိုင်ငံငယ်တွေကခေါင်းဆောင်တွေကိုနေရာချထားပေးခဲ့တာကိုတွေ့ရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာ1947-1955မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်ကြီးတက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်လည်းပါဝင်ချီတက်မှာဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယအတိုင်းမူဘုံမူကြီးလင်းနိုင်စိုးနဲ့လက်အောက်ခံများကစစ်မှုရန်တသားတဲ့အယောင်းဝယ်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများဖြင့်အမှုစင်ဖန်စီပြီးငွေချင်းချောက်တောင်းမှုတွေလုပ်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယအတိုင်းမူဘုံမူကြီးလင်းနိုင်စိုးဦးဆောင်တဲ့ဖွဲ့ကလူစားတို့စစ်မှုရန်တသားတဲ့များအယောင်းဝယ်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများဖြင့်အမှုစင်ပြီးငွေချင်းချမ်းသာသူများကိုဖန်စီငွေချင်းချောက်တောင်းယူခြင်းများလုပ်ဆောင်နေရရှိကြောင်းဖန်စီငွေချင်းညှစ်ခံရသူတချို့နဲ့စစ်မှုရန် င်ဖန်းစီငွေညှိခံရသူတချို့ထံမှသိရပါဗျ။2024ခုနှစ်ဩဂုတ်လအတွင်းကလောမျိုးစေဦးစီတက္ကသိုလ်မှပုံမူကြီးလင်းနိုင်စိုးကိုမန္တလေးနန်းတွင်းအခြေဆိုင်အလဲပိုင်းလိုက်စဌာနချုပ်ဒုတိယတိုင်းမှုဖြစ်ပြောင်းရွှေ့ခန့်ပြီးချိန်ကစပြီးလူစားတို့စစ်မှုထမ်းတင်နန်းသားများအယောင်ဝယ်မှတွင်တွင်ကြကြလှုပ်ဆောင်လာကြောင်းမန္တလေးမှာစစ်မှုထမ်းပုတ်အကျုံးဝင်နေတဲ့အသက်16နှစ်မှအသက်35နှစ်အတွင်းငွေကြီးချမ်းသာသူများစီးပွားရေးလုပ်ငန်းရှင်များ၏သားများစင်းကိုဒုတိယတိုင်းမှုပုံမူကြီးလင်းနိုင်စိုးကစစ်ဘက်ရာလုံးကျုံရေးဖွဲ့များကိုကောက်ယူခိုင်းခဲ့ကြောင်းသိရပါ ါတယ်။အလဲပိုင်းတိုင်းဒုတိယတိုင်မှုပုံမူကြီးလင်းနိုင်စိုးကငွေကြေးတက်နိုင်သူတွေရဲ့သားတွေက စစ်မှုထမ်းအစည်းအမမပါလိုပါကငွေကြေးပေးရန်တောင်းယူခိုင်းခြင်းလူစားတို့စစ်မှုထမ်းတပ်သားဝယ်ယူရမယ်လို့ဆိုပြီးငွေကြေးတောင်းယူအစားထိုးပြီးကျင်းပလုပ်ဆောင်နေကြောင်းအဲ့ဒီလိုငွေကြေးချင်းချောက်တောင်းယူမှုတွေကိုဒုတိယတိုင်မှုပုံမှုကြီးလင်းနိုင်စိုးကဦးဆောင်ပြီး၎င်းရဲ့လက်အောက်ခံစစ်အရာရှိတွေကဆောင်ရွက်လုပ်ဆောင်ပေးနေကြခြင်းဖြစ်ကြောင်းသိရပါရယ်ဦးဆောင်နာကတော့ဒုတိယတိုင်မှုပေါ်ဒါပေမဲ့သူရဲ့လက်အောက်ခံအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ဘက်အရာလုံးချုပ်ရေးဂျီဝမ်အာကာမောင်နဲ့ရဲမှုတွေပေါင်းပြီးစစ်မှုထမ်းဥပဒေအကြောင်းပြကငွေညစ်တဲ့နောက်ပြီးငွေကြေးချမ်းသာတဲ့သူတွေ ်လုပ်ငန်းရှင်တွေကိုအကြောင်းရှိအကြောင်းရှာသူတို့ပါဇက်တဲ့ပုံမှန်တွေထုတ်ပြောဖန်စီပြီးငွေညစ်တောင်းနေငွေရရင်ပြန်လွတ်ပေးတယ်လုပ်ငန်းရှင်တွေဆိုရင်တအုပ်ကိုငွေကြက်300ခန်းတိတောင်းပါတယ်ငွေပေးပြီးပြန်လွတ်လာလို့ရှိရင်လည်းဒါတွေကိုမတိုင်ဖို့ခြိမ်းခြောက်တယ်အဲ့ဒီချိန်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီးရှင်းပြလိုက်ရတယ်ဆိုပြီးခြိမ်းခြောက်တယ်လို့သတင်းဌာနတွေကိုပြောပါတယ်ဒါအပြင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မှုဘုံမှုကြီးလင်းနိုင်စိုးကနိုင်ငံရေးမှုအကြမ်းဖက်မှုပုံမှန်တွေနဲ့အမှုစဉ်ဖမ်းဆီးခံထားသူတွေအကျဉ်းသူမိသားစုတွေကိုဝင်းညစ်တဲ့အပြင် ငွေကြေးလက်ဆောင်ပစ္စည်းများယူခြင်းအခြားသောအခွင့်အရေးများစွာကိုတောင်းယူခြင်းများလည်းကျူးလွန်လျက်ရှိကြောင်းသိရပါသည်။တချို့နိုင်ငံရေးဆက်နွယ်မှုတွေကသူ့မှာပြန်လွတ်ပေးနိုင်တဲ့အခွင့်အာဏာမရှိဘဲလှုပ်ရှားနေလို့မရှိရှိတာရှာဖွေလက်ထိုးရတာဒုတိယတိုင်မှုကငွေကြေးတစိုးလက်ဆောင်ရသမျှအကုန်ယူလက်ခံယူထားတာဖန်ဆီးခံရတဲ့သူတွေရဲ့မိသားစုတွေကတော့ကောင်းရိုးတမြင်နေတဲ့ဒုတိယတိုင်မှုကြီးဆိုပြီးကိုလူတက်တာစေဖို့မျက်နှာချိုသွေးတောင်းတာအကုန်လုပ်ပေးနေရတယ်လက်တလော PDF ဆက်နွယ်မှုနဲ့ဖန်ဆီးခံထားတဲ့လူငယ်တအုပ်ရဲ့ဆွေမျိုးတောင်းကပြောပါနေမန္တလေးအလဲပိုင်းတိုင်းစစ် နာချုပ်ဒုတိယတိုင်မှုဗိုလ်မှူးကြီးလင်းနိုင်စိုးကစစ်တပ်ကတော့ပတ်စဉ်40ကျောင်းစင်းဖြစ်ပြီးလက်ရှိနန်းတွင်းစစ်ကြောရေးကိုဥဆောင်စစ်ဆေးခြင်းနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့စစ်ဘက်အရာလုံခြုံရေးလုပ်ငန်းများကိုဥဆောင်လုပ်ကိုင်နေရကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ တုံတုံမြို့ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုခမောင်းရနေရ32တက်မဒုတိယတိုင်ရင်မှုပုံမှုဆုံးမထပ်ပါဝင်စစ်သား30ခန်းတိစုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်တုံတုံမြို့နွားချန်ကုန်းချင်းရွာနီကိုဝင်ရောက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာခမောင်းရ32တက်မဒုတိယတိုင်ရင်မှုအပါအဝင်စစ်သား30ခန်းတိစုံခဲ့တယ်လို့သိရပါတယ်။ AB လ30ရက်နေ့မနက်9နာရီခန့်ချိန်မှာစတင်ပြီးတုံတုံမြို့နွားချန်ကုန်းချင်းရွာနီကိုအင်အား90ခန်းနဲ့ဝင်ရောက်လာတဲ့အကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုတ ော်လိုင်းပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာမနက်စင်နိုင်ကန်တီအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှခမရ430တိုင်ရင်မှဒုတိယတိုင်ရင်မှပုံမှုစုံမြင့်ထက်အပါဝင်30ခန်းတည်ဆောင်ခဲ့တဲ့အတွက်စစ်ကြောင်းပြတ်ပြီးနောက်ဆုတ်သွားကြောင်းသိရပါတယ်။ အစိုးရတိုက်ခိုက်မှုကိုမုံပြေလွတ်မြောက်ရေးတပ်မတော် MNL အပြင်မုံပြေသစ်ပါတီခွဲထွက် NNSBAB ပြန်လွှားစစ်ကြောင်းလမ်းရုံးပတ်တန်လမ်းရုံးစစ်ကြောင်းစတဲ့ KNL ဦးဆောင်တဲ့အချာပူပေါင်းတပ်များကတိုက်ခိုက်ချိန်မုံခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီအကြံဖတ်စစ်ကောင်စီစစ်ကြောင်းကတနင်္သာရီတိုင်းကံယူရန်စစ်ဌာနချုပ်လောက်ခန့်တပ်များတပ်မ20နှစ်တပ်မ44လောက်ခန့်တပ်တွေဖြစ်တဲ့ခမာရ200ရှင်တိုင်မရောခမာရ100နှစ်မုတ်တမခမာရ430နှစ်ပုတ်ပြင်းစတဲ့တပ်တွေမှစစ်သားများပူပေါင်းထားခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီကနေ့ထိတိုက်ပွဲ ွဲများဖြစ်ပွားလျက်ရှိနေတာကြောင့်ပြည်သူလူထုအနေနဲ့မိမိနေထိုင်ရာဒေသဝန်ကျင်ရှိစစ်ရေးတရင်များကိုနှွားဆင်ပြီးစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လင်းရဲအနေရကိုကာကွယ်နိုင်ဖို့ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့လုံခြုံတဲ့နေရာတွေမှာသာနေထိုင်ပေးကြဖို့တတိပေးတိုက်တွန်းထားပါတယ်။ နောက်ထပ်တပုံးနေနဲ့ဖားကန့်ဒေတာတိုက်ပွဲ9ရက်အတွင်းစစ်ကောင်စီတပ်ထိခိုက်မှုများနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ဗမော်တိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်ကောင်စီကတန်ကြပ်ကအခုနဲ့တံပြန်ထိုးစစ်လို့ဆိုပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်အကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီးမေလာဇန်ပိုင်းအတွင်းစစ်ကောင်စီတပ်ကတိုက်စုံထိခိုက်မှုတွေများပြားခဲ့ကြောင်းကချင်စစ်ရေးတရင်ရင်မြစ်ကပြောပါရယ်စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖားကန့်ဒေတာပြန်လည်ဆုံးမနိုင်ဖို့အတွက်အင်အားများပြားနဲ့ထိုးစစ်ဆင်ခဲ့ပြီးလက် တလုံးမှာဖားကတ်မြို့နယ်ကတ်မော်ဒေသမှာတိုက်ပွဲပြင်းထန်နေရလို့ဆိုပါတယ်။ ကမ်မွန်နဲ့ဆိုင်းဖီယာရွာကြားမှာတိုက်ပွဲဖြစ်နေတာဒီလင်းငါးရဲ့အတွင်းမှာစာကားဘက်က150လောက်ရှိမြေတေတာရဲ့တန်ရရတာရဲ့အားလုံးပေါင်းရင်အတုံယုံမဲမနေ့ကမေလ6ရက်ကဆိုအယောက်40ကျော်လောက်ရှိမြေတေတာလို့ကချင်းစီရီတရင်ရင်မြစ်ကပြောပါရယ်ဒါပေမဲ့ဖားကန့်ဒေတာတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ရဲ့တေဆုံထိခိုက်မှုတွေနဲ့ပတ်သက်ပြီးသတင်းဌာနကတီးကြားအတိမပြုနိုင်သေးပါဘူးဒါအပြင်ဗမော်မြို့တိုက်ပွဲမှာလည်းညပိုင်းချိန်ထိပြင်းထန်လျက်ရှိတယ်လို့ပြောပါရယ်ဗမော်ချင်းတွေကဒီကနေ့တနင်္ဂနွေတိုက်ပွဲဖြစ်တဲ့အခုမေလ9ရက်ည7ခွဲတိ ်မယက်မနာတိုက်ပွဲဖြစ်နေတာတော်တော်ပြင်းထန်နေတယ်။ပုံပေါ်မှာစာခရီကတန်ကြက်ကာရီနဲ့တက်ပြန်ထိုးစစ်ဆင်လာတယ်။တနေကုန်တိုက်ပွဲဖြစ်နေတာအခုည7နာရီခွဲထိပဲလို့ကချင်စင်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်။ KIA ပူပေါင်းတပ်ကပုံပေါ်မျိုးကိုအပီးသက်သိမ်းပိုင်နိုင်ဖို့အတွက် AP 25ရက်မှာပြန်လည်ပြီးထိုးစစ်ဆင်ခဲ့ရာစာခက27တက်ဌာနချုပ်ခလာရ49တန်ရင်စေထောက်ပုံနဲ့အင်ဂျင်နီယာတပ်တွေကိုအပြင်းထန်တိုက်ခိုက်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကအတည်ပြုပါရယ်။ဒါအပြင်ဖားကန့်ဒေတာတိုက်ပွဲအတွင်းစစ်ကောင်စီပြည်သူစစ်ကမြေ ပြင်းထိုးစစ်သားမကလေကြောင်းတွေပါတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်းကရရင်ကပြီးခဲ့တဲ့ရက်ပိုင်းသတင်းဖော်ပြချက်မှာအတည်ပြုပါတယ်။ဖားကန်မြို့နယ်ရှိကရရင်တပ်ရင်း20ကျောင်းတပ်ရင်း24နဲ့မြေတွေတွင်စစ်ကောင်စီကထိုးစစ်ဆင်လာပြီးတိုက်ပွဲပြင်းထန်နေကနှစ်ဖက်ထိခိုက်မှုတွေရှိကြောင်းစစ်ကောင်စီတပ်ကတိစုံမှုများပြားကြောင်းကရရင်သတင်းပြန်ကြားရေးဌာနရဲ့မေလ၄ရက်သတင်းမှာဖော်ပြထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။